ဒီ6လပိုင်းမှာတင်းလာတိုင်းပြည်တွေကံကောင်းနေလားကံဆိုးနေလားဆိုတာကိုတရုတ်ကနိမိတ်နဲ့ကျွန်တော်ကြည့်ပြမှာဖြစ်ပါတယ်။ဒီနေ့မှာတော့တင်းလာတိုင်းပြည်တွေပါအချစ်ရဲ့အိမ်တော်ရေးစည်းဝါးရေးငွေကြေးအလောက်ကိုင်းပြီးရင်ကျွန်တော်ရေဒီယာလေးလည်းပေးမယ်။ရေဒီယာလောက်ထားမယ်ဆိုရင်ဒီ6လပိုင်းမှာတင်းလာတိုင်းပြည်တွေကံကောင်းဆင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်။ကျွန်နေနဲ့ကြံပြုရမယ်ဆိုရင်တော့ဒီရေဒီယာကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာ။ဘီယိုရဲ့နောက်မှာကျွန်တော်တင်နာပေးမှာဖြစ်ပါတယ်။ဘီယိုလေးမစတင်ခင်မှာမိတ်ဆက်ရမယ်ဆိုရင်တော့ကျွန်တော်ကမောင်တုခါပါခင်ဗျာ။ ကျောင်းမိတ်ဆွေတွေဗီဒီယိုလေးကိုမြင်တာနဲ့ share ချင်းဝင်မြချင်းပြီးကုတို့ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ကိုယ်တန်ငယ်ချင်းနဲ့မိတ်ဆွေတွေ့ရင်ထပ်တူကုတို့ရမှာဖြစ်ပါတယ်။မိတ်ဆွေက share ပွားပြီးဆိုရင်ကဲကျွန်တော်တူတူလက်ကြည့်ကြမယ်ခင်ဗျာ။ဒီ6လပိုင်းမှာတင်းလာသားမီတွေကံကောင်းနေလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင်တော့ကောင်းအားက60လောက်ရှိနေပါတယ်။ယူဆရမှာက40လောက်ရှိပါတယ်။ဘာတွေကကောင်းနေတာလဲဘာတွေယူဆရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ အဥ္ဇာပစ္စည်းလက်လက်ပတ်နဲ့ပတ်သက်မယ်ဆိုဒီဆိုင်စီချင်ပါတယ်အဥ္ဇာပစ္စည်းလက်လက်ပတ်နဲ့ပတ်သက်မယ်ဆိုကံလီနည်းနည်းလေးညံ့နေပါတယ်ကိုစုဆောင်လာတဲ့ဥ္ဇာပစ္စည်းတွေကိုအတုံးမချမှုကြောင့်ပလုံသွားတတ်ပါတယ်ဂရုစိုက်ရမယ့်အရာကကိုကတနာပြီးတော့တစ်ဖက်ကိုချီတာတွေငှားတာတွေအာမခံတာတွေလုံးဝလုံးဝမလုံသေးပါဘူးအဲ့လိုလုံမိမယ်ဆိုရင်ကိုယ်တိုင်ကဆက်ရော်ရတတ်ပါတယ်ပြီးတော့ကံနဲ့ပတ်သက်လို့ဒီကလုံးဝအကျိုးမပေးပါဘူးဒီ6လပိုင်းမှာကံနဲ့ပတ်သက်လို့လုံမိမယ်ဆိုရင်ခဏဝကြောင်ပြောခဲ့လို့ပဲ ကိုစုဆောင်ထားတဲ့အဥ္စာပစ္စည်းတွေပလုံသွားတတ်ပါတယ်။ဒါကြောင့်အထူးယူဆိုင်ပါခင်ဗျာ။မိတ်ဆွေကနဲ့ပတ်သက်မယ်ဆိုရင်ကောင်းတယ်လို့ဆိုရပါမယ်။သူစားရမှာကကိုယ့်ရဲ့မိတ်ဆွေကကိုယ့်ကိုကောင်းစေခြင်းလို့ဆုံးမတာကောင်းစေခြင်းလို့လမ်းပြတာတင်ပြတာကိုကလက်မခံဘဲနဲ့နော်ငါ့ကိုဆရာလာလုပ်နေတယ်ငါ့ကိုအထက်ဆရာလာဆက်ဆံနေတယ်လို့ကိုကတွေးမိတယ်ဆိုရင်အဆင်မပြေဖြစ်တတ်ပါတယ်။အဲ့လိုမိတ်ဆွေကတွေးမိတယ်ဆိုရင်မိတ်ဆွေရဲ့ကံတွေကညှန့်သွားပါမယ်။ ကိုမှားနေတာကိုကိုအဆင်မပြေတာကိုဘေးကတကယ်ကြီးမိတ်ဆွေကတိတယ်။တိလို့ပဲသူကတင်ပြပေးတယ်ဆုံးမတယ်။ကိုကလက်မခံဘူးဆိုရင်နော်ကိုကတယူတန်တမားဆိုရင်တေချာပေါ့မိတ်ဆွေကံကညံ့တော့မှဖြစ်ပါတယ်။ဘာလို့လို့အဆင်မပြေတွေဖြစ်နိုင်ပါလဲ။ဒါကြောင့်ဒီတစ်ချက်ကိုအထူးပြုဆိုင်ပါခင်ဗျာ။မိတ်ဆွေအကူကြီးအထောက်ပံ့ကိုယူပါမိတ်ဆွေကကိုအကျိုးပေးနေတဲ့ကာလဖြစ်ပါတယ်။ကိုကအသုံးမကျဘူးဆိုရင်တေချာပေါ့မိတ်ဆွေခေါင်းတွေစိုးစိုးရမှဖြစ်ပါတယ်။ဒီတစ်ချက်ကိုအထူးပြုဆိုင်ပါခင်ဗျာ။ မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်ရမ်းကောင်းတယ်လို့ဆိုရပါမယ်။အိမ်မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်ရမ်းကောင်းတယ်လို့ဆိုရပါမယ်။အိမ်ဝင်မဲ့သူတွေ၊ခြံဝင်မဲ့သူတွေ၊အိမ်ရောက်မဲ့သူတွေ၊ခြံရောက်မဲ့သူတွေအရန်ကြိုးပင်းနေတဲ့ကာလတစ်ခုဖြစ်ပါတယ်။နော်ကိုမထင်မှတ်ထားတဲ့ငွေအမောင်းနဲ့နော်ရရှိတာမျိုးတွေဂျုံလို့ရတတ်ပါတယ်။အရန်ကောင်းတယ်လို့ဆိုရပါမယ်။ကိုယ့်ရဲ့မိသားစုထဲမှာအဆင်မပြေဘူး၊စိတ်ဝင်ကွဲနေတယ်၊ကိုယ့်ရဲ့မိသားစုတွေထဲမှာအဆက်တွေပြတ်နေတယ်၊အဆက်တွေများတဲ့သူတွေရှိတယ်ဆိုရင်တေချာပေါ့အဆက်တွေရတာမျိုးတွေဂျုံလို့ရတတ်ပါတယ်။ဒါကြောင့်နော် ်မိသားစုရင်းနဲ့ကံနဲ့ပတ်သက်မယ်ဆိုရင်ရမ်းကောင်းတယ်လို့ဆိုရပါမယ်အိမ်တော်ရင်းနဲ့ပတ်သက်မယ်ဆိုနည်းနည်းလေးယူဆရမှာကဘာမှုတဲ့လူတက်ချောက်ကိုအိမ်တော်ကြီးမှာလာပြီးထိခိုက်တတ်ပါတယ်ဘာမှုတဲ့လူတက်ချောက်ကိုအိမ်တော်ကြီးကပြက်ပြားတတ်ပါတယ်ကွဲကွာရတတ်ပါတယ်ဒါကြောင့်အိမ်တော်ကြီးနဲ့ပတ်သက်မယ်ဆိုရင်အထူးယူဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာနောက်တစ်ချက်ကယူဆရမှာကတော့အချစ်ရင်းနဲ့ပတ်သက်တာကျောင်းနေနဲ့ကြံပြုရမယ်ဆိုရင်ကောင်းတယ်ပဲပြောရမှာလား စိုးတယ်ပဲပြောရမလားပေါ့နော်အခြေအနေနဲ့ပတ်သက်မယ်ဆိုရင်အဟောင်းတွေကအစ်စ်ပြန်ဖြစ်သက်ပါတယ်ကိုယ့်ရဲ့ချစ်သူအဟောင်းတွေရှိခဲ့တယ်ဆိုရင်ကိုယ့်ကိုပြန်ပြီးတော့ဆက်သွဲတာမျိုးပြီးတော့ကိုကချစ်သူအဟောင်းနဲ့ပြတ်သွားပြီးချစ်သူအစ်စ်နဲ့တွဲနေတယ်ဆိုရင်အဟောင်းတွေကဒုက္ခပြေးသက်ပါတယ်ဒါကကိုကနော်ဟိုအစ်စ်လည်းမရသေးဘူးအဟောင်းကိုပဲစောင့်မြုံနေတဲ့သူတွေအနေနဲ့ကတော့အရန်ကောင်းပါတယ်ခင်ဗျာကိုယ့်ရဲ့ချစ်သူအဟောင်းတွေကကိုယ့်ကိုဆက်သွဲလာမှာဖြစ်ပါဒါကြောင့်အခြေအနေနဲ့ပတ်သက်မယ်ဆိုရင်ယူဆိုင်စေချင်ပါတယ်ခင်ဗျာအခြေခံက เนาะကောင်းတယ်ပဲပြောရမလားဆိုးတယ်ပဲပြောရမလားเนาะဒီအချက်လေးတွေရှိနေပါတယ်ခင်ဗျာအရန်ကောင်းတာကเนาะဒီ6လပိုင်းမှာသေလသမီးတွေမှာလူချစ်လူခင်ပေါများနေတယ်ကာလာတခုဖြစ်ပါတယ်ဒါကြဒီ6လပိုင်းမှာကောင်းနေတာကလူချစ်လူခင်ပေါများနေတယ်ကိုယ့်ကိုအကူအညီပေးမဲ့သူတွေအရန်များနေတယ်ကာလာတခုဖြစ်ပါတယ် ကျမရင်းနဲ့ပတ်သက်မယ်ဆိုရင်တော့ယောဂဟောင်းတွေကတချို့ပေါ့နော်ထားတတ်ပါတယ်ယောဂဟောင်းတွေပေါ်တတ်ပါတယ်ဒါပေမဲ့စစ်ပူစရာမလိုဘူးအကြီးမမာလို့မဟုတ်ဘူးကျမရင်းနဲ့ပတ်သက်မယ်ဆိုရေပွဲရပြီးတော့ကျမရဲ့ကောင်းတယ်ယာရီအကူပြောင်းကြပဲတခါလေးကျမရဲ့ညံ့တတ်ပါတယ်နော်ဒီတစ်ချက်လေးတော့ရှိပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ထူးထူးဆိုင်ပါခင်ဗျာပညာရေးမှာစိတ်မပါတာတွေစိတ်မဝင်စားတာတွေဖြစ်နေတတ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ပညာရေးကိုအထူးထူးဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ် တနင်္လာသားပြီးနေနဲ့နော်သားပြီးမွေးသားတယ်ဆိုရင်နော်သမီးအချို့ကလောကခံစား권မရှိဘူးသားအချို့ကခံစား권ရှိပါတယ်သမီးတွေမွေးသားတယ်ဆိုရင်သမီးအတွက်ကြောင့်ကိုယ်မှာဆေးရှင်ရတာတွေပူပန်ရတာတွေဖြစ်နေတတ်ပါတယ်ကိုယ့်ရဲ့သမီးကနော်အပြိုလေးဆိုရင်အထူးပြုဆိုင်ပါခင်ဗျာသူတို့တို့ကြောင့်ကိုယ်မှာဆေးရှင်ရကုဆင်းရတွေကြုံရရတတ်ပါတယ်ခင်ဗျာအလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ကောင်းတယ်ပဲပြောရပါမယ်အလောက်ကန်ကတော့အရန်ကောင်းတယ်ငွေတွေကတော့ဝင်နေလိမ့်မယ် ဒါပေမဲ့ခန္ဓာကောင်မိတ်ဆွေကအလုတ်ထဲမှာစိတ်မပါတာတွေစိတ်ဝင်စားတာတွေအလုတ်ထဲမှာနော်စိတ်ဆုပ်စရာတွေကြုံတွေ့နေရတတ်တယ်ကိုယ့်ရဲ့အလုတ်ကတော့ကောင်းနေအဆင်ပြေဒါပေမဲ့ကိုယ့်ရဲ့စိတ်ကမပါဘူးပေါ့နော်ပြောင်းဆွေးချင်တာတွေကြုံတွေ့နေရတတ်တယ်ဒါကြောင့်ကြောက်နေတဲ့အကြံပြုရမယ်ဆိုရင်အလုတ်ကန်နဲ့ပတ်သက်မယ်ဆိုရင်နော်ပြောင်းတာတွေဆွေးရတယ်မလုပ်သေးပါဘူးကိုယ့်လောက်ကအဆင်ပြေတယ်ကိုယ့်လောက်ကကောင်းနေဆိုရင်နော်နေပါဒါပြင်ကိုယ့်ရဲ့အလုတ်ထဲမှာအဆင်မပြေတဲ့သူတွေတချို့ရှိနေတယ်ဆိုရင်ဂရုမစိုက်ပါနဲ့ကိုလှုပ်ရှားစီတာဆက်လှုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ ကံနဲ့ပတ်သက်လို့တွေကလောကအကျိုးမေးမေးပါဘူး။ကံနဲ့ပတ်သက်တွေလို့လှုပ်ချင်တယ်ဆိုရင်တော့နော်၈ပါးရဲ့နံပါတ်တွေကကိုယ်အကျိုးမေးပါတယ်။၈ပါးရဲ့နံပါတ်တွေကိုအစအဆုံးလေးစမ်းကြည့်လိုက်ပါအစအဆုံးလေးပေါ့နော်စမ်းကြည့်လိုက်ပါနော်အကျိုးပေးပါလိမ့်မယ်။ကံကောင်းနေတဲ့အယောင်ကအဖြူရောင်ရဲ့အနီရောင်ရဲ့အကျိုးပေးပါတယ်။အဖြူရောင်နီရောင်တွေကိုနော်မိတ်ဆွေတို့အရေးကြီးတဲ့ကိစ္စတွေတွားမယ်လာမယ်ဆိုရင်ဒီရောင်တွေဝတ်ဆင်ပေးပါ။တေချာမမိတ်ဆွေကံတွေကောင်းလာမှာဖြစ်ပါတယ်။အဖြူရောင်နဲ့အနီရောင်ကအရန်အကျိုးပေးပါတယ်ခင်ဗျာ။ နောက်တစ်ချက်ကောင်းလီလာကနော်ဒီ6လပိုင်းမှာတင်းလာသားမိနေနဲ့ခยีဝေးသွားတာတွေခยีထွက်တာတွေဒါမဟုတ်ဘူးဆိုရင်အလောက်ကိစ္စနဲ့ပေါ့နော်သွားတာတွေလာတာတွေအရန်ကျူပေးပါတယ်အရန်ကောင်းပါတယ်ဥမာကိုကဗီဇာစောင့်နေတယ်နော်အဲ့လိုလူတွေရှိတယ်ဆိုရင်လည်းအရန်ကျူပေးပါတယ်ကိုဖြစ်ချင်တဲ့ဆန္ဒတွေပြည့်မြောက်သွားမှာဖြစ်ပါတယ်ရက်ဝေးကြီးရဲ့ဒါသွားရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ6လပိုင်းမှာကောင်းတာနဲ့စိုးတာနဲ့ဒွန်သွဲနေတဲ့ကာလတစ်ခုဖြစ်ပါတယ်ကဲကျွန်တော်ရေရာလေးပြီးမယ်ဒီရေရာကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာ ဒီရရာလှုပ်လိုက်ခြင်းအားဖြင့်ဒီ6လပိုင်းမှာကံကောင်းမှုလေးတွေကုစီကိုရောက်လာမှာဖြစ်ပါတယ်။ရရာကိုဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ကဲရရာကကျွန်ရဲ့တူတူလက်ကြည့်ကြမယ်ခင်ဗျာ။လှုပ်ရမယ့်ရရာကရမ်းလွယ်ကူပါခင်ဗျာ။မိတ်ဆွေကနော်ကိုယ့်ရဲ့နေရောက်တဲ့ခါပေါ့တင်းလာနေရောက်တဲ့ခါကြရင်ဖျားမှာသူရမယ့်ပြည့်စီက ထမင်းအဖြူပေါ်မှာတကြားလေးဖြူလိုက်ပါပြီးတော့တရက်ဒီလေးပါထပ်ပြီးတော့ပေါ့နော်ဟိုကတ်လူပေးနိုင်ပို့ပြီးတော့ကောင်းတယ်ဒါတရက်ဒီအစင်မပြေဘူးဆိုရင်လေသမင်းဖြူပေါ်မှာကြကြားလေးဖြူလိုက်တကယ်ပြည့်သည်ပါဆိုရင်ပို့ပြီးတော့ကောင်းတယ်တက်ဒီကပကံပြားလေးနဲ့နော်အဲတပကံပြီးတော့သမင်းဖြူပေါ်မှာကြကြားလေးဖြူထားပြီးတော့ကတ်လူရမှာဖြစ်ပါတယ်ကတ်လူရမယ့်အချိန်ကကိုယ့်ရဲ့နေရောက်တဲ့ခါကျရင်ဖယားမှာကတ်လူရမှာဖြစ်ပါတယ်အချိန်က9:40နဲ့9:00အချိန်မှာကတ်လူပါ ဒီတဲ့တန်ကောင်းခြင်းတဲ့အချိန်ကဗုဒ္ဓဟူးနေ့မနက်7:15မိနစ်ချိန်မှာပြုလုပ်ပေးပါခင်ဗျာမနက်7:15မိနစ်ချိန်မှာပြုလုပ်ခြင်းအပြင်မိတ်ဆွေရဲ့ကံကပို့ပြီးတော့ကောင်းလာမှာဖြစ်ပါတယ်။ဒါမှအဆင်မပြေဘူးဆိုရင်ကိုယ့်ရဲ့နေ့ရောက်တဲ့ခါကျန်ကတ်လူပေါ့နော်။အဆင်ပြေတယ်ဆိုရင်နော်ဗုဒ္ဓဟူးနေ့9:45မိနစ်ချိန်မှာကတ်လူခြင်းအပြင်မိတ်ဆွေရဲ့ကံတွေကကောင်းလာပြီးတော့မိတ်ဆွေဖြစ်ခြင်းတဲ့ဇဏတွေပြည့်မြောက်သွားမှာဖြစ်ပါတယ်။ဒီရည်ရာကိုနော်ယုံကြည်နဲ့လုပ်ပေးပါဦးကျွန်တော်ကကြံပြုချင်ပါတယ်။ ကျောင်းမိတ်ဆွေတွေဒီဗီယိုမြင်တာနဲ့ share ခြင်းဝေမျှခြင်းပြီးကုလိုယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ကုလိုမျိုးပဲအခက်ခဲအကျက်တွေရင်ဆိုင်နေရတဲ့သူတွေအဆင်မပြေတဲ့သူတွေရှိတယ်ဆိုရင်ဒီဗီယိုမြင်တာနဲ့နော်တို့ကမြင်တွေ့သွားတယ်ဆိုရင်ရတရားလိုက်လှုပ်လိုက်မယ်ဆိုရင်သူ့ရဲ့အခက်ခဲတွေအဆင်ပြေသွားတယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်နဲ့ကဖက်တူကုလိုရမှာဖြစ်ပါတယ်။ဒါမှပဲမိတ်ဆွေရဲ့အခက်ခဲတွေရလေနော်အဆင်ပြေမှာဖြစ်ပါတယ်။သူများအကျိုးကိုကလိုလားတယ်ဆိုရင်ကိုယ့်ရဲ့အကျိုးကလည်းအဆင်ပြေမှာဖြစ်ပါတယ်။ဒါကြောင့် share ဖို့လုံးဝမေးပါနဲ့လို့ကျွန်တော်အကြံပြုချင်ပါတယ်။ ကျမိတ်ဆွေတွေနှစ်အစနှစ်စုံကောင်းတော်နမိတ်ကောင်းတော်တဲ့ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးကျော်စင်တော်မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ထပ်ပြောမယ်ရှယ်ဖို့လုံးဝမမီပါနဲ့နော်။